အရာရှိစစ်သည်များဒုထောက်အ мян ခံလာရသည့်အထိတိုက်တန်းရှုံးနေတော်လဲတနိုင်ကလောအတိုင်းအတာဖြင့်စစ်မျက်နှာအသည်သည့်တွင်ကြာရှုံးပြီးရင်ကြာရှုံးနေတော်လဲစစ်ကောင်းဆောင်ကမူနေပြည်တော်၏အကောင်းဆုံးနေရာ၌ကိုပိုင်ဆန်းအင်ကြီးအမိအယားဆောင်နေသည်အာနာရှင်လက်သစ်စစ်ကောင်းဆောင်သည်အာနာရှင်ဟောင်းစစ်ဗိုလ်ချုပ်များ၏အိမ်နီးချင်းဖြစ်လာကရှောက်လုံးတန်းကိုလည်းခုနှစ်လုံးတန်းအမိပြောင်းခေါ်ရတော်မူဖြစ်သည် ိုရှာဦးကဘယ်ကြိုက်မလဲတမ်းမှမတူတာလေမင်းအောင်လိုင်က အာနာလက်ရှိဆိုတော့ထုတ်တော့မပြောဘူးပေါ့ဟု၎င်းကဆိုသည်နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ ဒီနေ့ဖတ်ပြပေးမယ့်ဆောင်းပါးလေးကတော့မြန်မာနောင်းဝက်ဆိုက်မှာရဲဘော်ဒူးထမင်းအောင်လိုက်တိုက်ဆောက်ဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ရှင်အနာသိပြီးချိန်တွင်စတင်တိဆောက်ခဲ့သည့်စစ်ကောင်းဆောင်၏နေပြည်တော်မှခန်းနားထဲဝါသောဇိန်ခန့်အင်အင်းသည်ကြီးသည်ရုံလုံးပေါ်လာက မကြမီပြီးစီးတော့မည်ဖြစ်သည်။ရှောင်းဝန်းကြီးတစ်ခုလုံးသည်ဘောလုံးကွင်းလေးကွင်းစာများရှိပြီးအိမ်မကြီးသည် အလျားပေ200အနံပေ150နီးပါးရှိသည်။ အာနာသိန်း၃နှစ်ပြည့်လူချိန်တွင်စစ်ကောင်စီသည် မြို့ပေါင်း၃၀နီးပါးနှင့်အရှေရှပြူဝါအဆင့်တပ်စခန်းများအပါအဝင်တပ်စခန်းယာနှင့်ရှိဆုံးလုပ်ခဲ့ရပြီးလက်အောက်ကအရာရှိစစ်သည်များအစုလိုက်အပြုံလိုက်လက်နက်ရှသတင်းများလည်းနေ့စဉ်ဖြစ်ပေါ်နေသည်စစ်တပ်အနေဖြင့်တမိုင်းတရှ မကြုံစဘူးအကြက်အတဲနှင့်ရင်ဆိုင်နေရက အရာရှိစစ်သည်များဒုထောက်အ мян ခံလာရသည့်အထိတိုက်တိုင်းရှုံးနေတော့လေအာနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကမူနေပြည်တော်၌စာအင်တစ်ကြီးဆောက်လုပ်နေသည်စစ်ကောင်းဆောင်ဤနေအင်တစ်မှာနေပြည်တော်ဤအကောင်းဆုံးနေရာဖြစ်သော နေပြည်တော်ပုပ်ပသည်ကြီးမြို့နယ်တပြေကုန်းအဝိုင်းနှင့်ကြပန်းအဝိုင်းကြားတော်ဝင်ရတနာလန်းနှင့်ရာဇသင်္ကဟာလန်းကြားတို့တွင်ရှိသည် ဦးတန်းရွှေဦးဆောင်သောနာဘဆစ်အစိုးရထိတ်တန်းပို့ချုပ်ကြီးရှောက်ဦးနေထိုင်ရာထိုအိမ်ရန်မှာရှောက်လုံးတန်းဟုလူသိများသည်နေပြည်တော်၏အထင်ကရလမ်းမကြီးများပေတီးတန်းတည်ရှိနေသည့်ထိုအိမ်တန်းတွင်အာနာရှင်ဟောင်းများဖြစ်ကြသောဦးတန်းရွှေဦးမောင်အေးဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သောသူရရွှေမန်းဦးသိန်းစိန်ဦးတေအောင်မြင့်ဦးနှင့်ဦးတေအေးတို့နေထိုင်ကြသည် ဂျိုဒုတပ်ပုတ်များအရဗိုလ်ချုပ်မှုကြီးမရောက်လာ၏အိအသည့်တိဆောက်ရေးလုပ်ငန်းခွင်ရုံလုံးပေါ်လာပြီးမကြမီအပိတပ်ဖွဲ့ရှိနေသည်အာနာရှင်လက်သက်စစ်ကောင်းဆောင်သည်အာနာရှင်ဟောင်းစစ်ဗိုလ်ချုပ်များ၏အိမ်နီးချင်းဖြစ်လာကရှောက်လုံးတန်းကိုလည်းခုနှစ်လုံးတန်းအမိပြောင်းခေါ်ရတော်မူဖြစ်သည်။ကုံကြစရိတ်တိမ်တောင်ကနန်းရှိနိုင်စစ်ကောင်းဆောင်၏နေရင်အသည့်ဖြစ်လာမည်နေရာသည်အာနာသိမ့်သည့်2021ဖေဖော်ဝါရီတွင်မြေကွက်အလို့အဖြစ်သာရှိသေးသည်။ ်သို့သောတနှစ်အကြာ2022ဖေဖော်ဝါရီလတွင်ဆောက်လုပ်ရေးလုပ်ငန်းများစတင်ရုပ်လုံးပေါ်လာသည်ကို Google App ၏ကောင်းကင်တပ်ပုံများအရာသိရသည်။ရှောင်းဝန်းကြီးတစ်ခုလုံးသည်ဘောလုံးကွင်း၄ကွင်းစာများကျယ်ဝန်းပြီး အလျားပေ1300အနံပေ850နီးပါးရှိသည်။အိမ်မကြီးတစ်ခုတည်းပင်အလျားပေ200အနံပေ150နီးပါးရှိသည့်အထက်ကြီးကျယ်ခမ်းနားသည် 2023ဧပြီလတွင်အုတ်ကျုံမိုးဖြင့်ပင်မနေအိမ်ကြီးတည်ပြီးတလောက်ဖြစ်နေပြီးရှန်နေတွင်လည်းရေကူးကန်ကြီးအပါအဝင်ပန်းမှန်နှင့်မြေယာရှုခဲအလှဖန်တီးများပြုတ်လောက်ထားသည်ကိုတွေ့ရသည်အာနာသိမ့်ပြီးနောက်စစ်ကောင်းဆောင်သည်ရှောက်လုံးတဲအရာအတွင်သို့ဝင်ရောက်နိုင်မည်လမ်းအလုံးကိုပိတ်ဆို့လိုက်ပြီးလက်နက်ကင်စစ်သားများဖြင့်လုံခြုံရေးအထူးတင်းကျပ်ခဲ့သည်ဟုနေပြည်တော်မှသတင်းရင်းမြစ်များကပြောသည် တစ်ပင်များထူထပ်စွာစိုက်ပျိုးထားပြီးအုတ်တိုင်းများအခါအမှကာယံထားသည့်ရှောက်လုံးတဲအိမ်ယာတွင်စစ်ကောင်းဆောင်မင်းအောင်လိုင်းအိမ်အသစ်ဆောင်မည်အကြောင်းကိုနေပြည်တော်ဒေသခံအများစုမသိကြပေ။ရှောက်လုံးတဲအိမ်ယာအတွင်သို့တဲကာကြောက်ကားများဝင်ထွက်နေပြီးနေရင်အသစ်ကိုစစ်အင်ဂျင်နီယာအထူးတပ်ဖွဲ့ကအ धिक တာဝန်ယူတည်ဆောက်နေသည်ဟုနေပြည်တော်စစ်ရုံးနှင့်နီးစပ်သည့်တရင်းရင်းမြစ်တရှိုးထံမှသိရသည်။ ိမ်ပုံစံဒီဇိုင်းရွေးဆဲသူမှာနေပြည်တော်တိဆောက်ရေးစီမံကိန်းတွေပါဝင်ခဲ့သည့်ဘူမူကြီးအစင်းရှိသူတအူဖြစ်ကတိဆောက်ရေးလုပ်ငန်းခွင်ကိုစစ်အင်ဂျင်နီယာတက်ကကြီးချက်ကအလုံးစုံရေးအထူးတင်းကျပ်ထားသည်ဟု အလုံကျန်းသမားအဖြစ် လာပိုင်းဝင်ရောက်ခဲ့ဘူးသူတအူကလည်းဆိုသည်အဲ့ရှန်ကွက်ထဲရောက်သွားရင်ဓာတ်ပုံရိုက်ခွင့်မရှိဘူးဖုံးပါလာရင်အလုံသမားကောင်းစီမှာအထာရရတယ်စီပင်ဆောက်လုပ်ခွင့်စိုက်ပုံမရှိတော့ပိုက်ရှင်နာမည်တော့မသိရဘူး ဒီဇိုင်းကတော့ကောက်ကွင်းအသေးရေကူးကန်အပန်းဖြစ်နေရအဲ့ဒါတွေလည်းပါမယ်လို့တော့ပြောတယ်ဟု နေပြည်တော်ဒေသခံလည်းဖြစ်သည့်အထက်ပါအမျိုးသားကပြောသည်မင်းအောင်လိုင်း၏ဆောက်လက်ဆာအိမ်ပုံစံနှင့်မြေအကျယ်ဝန်းအရာ ကုန်ကြစရိတ်မှာအ ਨੇ ဆုံးကြက်သိန်းပေါင်းတောင်းခဏရှိလိမ့်မည်ဟုနေပြည်တော်ရှိဆောက်လုပ်ရေးအင်ဂျင်နီယာတဦးကခန့်မှန်းသည်ဆောင်တော်ကအဆောင်တစ်ခုကနေကူးတဲ့အဆောင် ထမင်းစားကနဲ့မီးဖို့ဆောင်အဲ့ဒါကရိုးရိုးအိမ်တစ်လုံးစာလောက်ကျဲတယ် ပြီးရင်ကားကိုယ်တော်ဧကန်ဖျားကန်းတို့ကလည်းအိမ်တလုံးစာနေပါကျဲတယ်အိတ်ခန်းတွေလည်းအ ਨੇ ဆုံးရှောက်ခန်းပါတယ်။ရေကူးကန်ကာယာအိုကေအခန်းဒါမျိုးတွေကမဖြစ်မနေထဲရတယ်။အထဲကဒီဇိုင်းတွေပစ္စည်းတွေကလည်းထည့်ရင်ထည့်သလောက်ကုန်တဲ့ဟု ကောင်းကင်တပုံတွေတွင်မြင်ရသောမင်းအောင်လိုင်၏ဆောက်လက်စအိမ်ကိုကြည့်ရင်ဆောက်လုပ်ရေးအင်ဂျင်နီယာကပြောသည်။ မကြခင်လပိုင်းအတွင်းအသက်68နှစ်ပြည့်တော်မဲ့စစ်ကောင်းဆောင်သည်မြန်မာနိုင်ငံ၏ထိပ်သီးမြို့ကြီးများဖြစ်သောရန်ကုန်၊နေပြည်တော်၊ပြည်ဦးလေမြေမျိုးတို့တွင်နန်းတော်တများကြီးကျယ်လှသောနေအိမ်၅လုံးထပ်မင်းပိုင်ဆိုင်သည့်အထက်ရှမ်းသာကျယ်ဝသူဖြစ်သည်။မင်းအောင်လိုက်သည်ရန်ကုန်မြို့တွင်အကောင်ဆုံးနှင့်တံမိုးအကြီးဆုံးနေရာတစ်ခုဖြစ်သောအင်လျာလန် ရှမ်းအမတ်ဆက်လေးရှိတက်မတော်အရိတ်တာနဲ့ရှောင်းမိုင်ခွဲမြက်ခင်းရိတ်တာလမ်းရှိစစ်တပ်ပိုင်ရှမ်းသုံးချံကိုသူ့အမည်ဖြစ်ကြရန်ဖောက်ကအရာယူခဲ့သည်ဟုစစ်တပ်အရာရှိဟောင်းတဦးကဆိုသည်မီရှိုစစ်တပ်နှင့်အကျင့်ပြက်ကောင်းစာအနာသိစကောင်းစွာဘုကြုံမူကြီးမရောက်နိုင်က နေပြည်တော်၌ကိုပိုင်ဆန်အေကြီးတိတ်တဆိတ်ဆောက်လုံးနေခြင်းလောက်ခန့်စစ်သားများကနေရဒေသအသီးသီးတွင်ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုမီးရှို့ဖျက်ဆီးနေသည် မင်းအောင်လှိုင်ဦးဆောင်သောစစ်တပ်ကနိုင်ငံအနှံ့ရှိလက်နက်ကန်ခုခံတော်လှန်သူများကိုလိုက်လံရှေ့မုံရတွင် အများဆုံးအုံပြုလေးရှိသည့်နီလန်းမှာအရက်သားများ၏နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။အများဆုံးမီးရှို့ဖျက်ဆီးခံရသည်မှာသခိုင်းတိုင်းဖြစ်ပြီးကရင်နှင့်ကရင်နီဒေသအပါအဝင်အခြားဒေသများတွင်လည်းမီးရှို့ဖျက်ဆီးမှုများရှိသည်။စကိုင်းတိုင်းအတွင်းစစ်တပ်ကစစ်တောင်းထိုးဝင်ရောက်စဉ်မြို့လုံးကျွရွာလုံးကျွမီးရှို့ဖြက်စည်းခံရသည့်ဖြစ်စဉ်အများအပြားရှိသည် အာနာသိမီနာ2023ဒီဇင်ဘာအကောနှစ်နှစ်ကျော်ကာလအတွင်းအရက်သားများ၏နေအိမ်၈000နီးပါးကိုစစ်တပ်ကမီးမြှားဖြစ်ခဲ့သည်ဟုဒေတာဖော်မြန်မာသုတေသနအဖွဲ့ကယခုလ20ရက်နေ့ကထုတ်ပြန်သည်။ထို့အရေးအတွက်မှာစစ်ကောင်စီကတရက်လည်းလူနေအိမ်84လုံးမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။အနာသိန်းစစ်ကောင်းဆောင်သည်တက်ရှုပ်ရာတို့မရမီကလေးကမီးရှို့စစ်စစ်ရေးလို့ရန်အမိန်ပေးခဲ့ဘူးသူဖြစ်သည်ဟုနေပြည်တော်မှစစ်တပ်အရာရှိဟောင်းတအူးကဆိုသည် ရှမ်းပြည်နယ်နင်ကယားပြည်နယ်ရှိစစ်တိုင်းမှုများကိုကြီးကြပ်ကုခဲ့ရသည့်အမတ်နှစ်စစ်စေရေးအထူးအဖွဲ့မှကာဆာတာနှင့်အဖြစ်2008မှ2010အထိတာဝန်ယူခဲ့စဉ်ရှမ်းပြည်နယ်အလဲပိုင်းလဲရှားမြို့နယ်အတွင်းရှိရွာနှရွာကိုရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခု၏အမားခံရွာဟုဆိုကာမိရှို့ဖြက်စီရန်အမိန်ပေးခဲ့သည်ဟုသိရသည်ထိုစဉ်ကရှမ်းပြည်နယ်မိုင်းနောင်မြို့အရှိဆိုင်အမတ်နှစ်စစ်စေရေးကုကဲမှုဌာနချုပ် တက်မဘူးဖြစ်သူဗိုလ်မှူးချုပ်ကျော်စံမြင့်ဦးသိန်းစိတ်လက်ထက်တွင်ပြည်ထရေးတွဝင်ကြီးကိုမင်းအောင်လိုင်ကထို့သို့အမိန်ပေးစေခိုင်းခဲ့ခြင်းဖြစ်သည်။ရှမ်းရွာနှစ်ရွာမီးလောင်ပြကြသည့်တည်းပြည်ပမီဒီယာများကရေးသားဖော်ပြလာခြင်းတွင်ဦးသိန်းရွှေနှင့်ဦးမောင်အေးကခုံရုံးဖွဲ့စုံစမ်းစေခဲ့တော်လဲလက်အောက်ခံတိုင်မှုနှင့်စကခမှုတို့ကကြောက်တဲ့ဖြစ်မင်းအောင်လိုင်လက်ရှိဟုမတိခဲ့ဟုလဲအထက်ပါစစ်တပ်အရာရှိဟောင်းကဆိုသည်။ အာနာမသိမ့်မီကအတိုင်းမသိကြွယ်ဝရှမ်းတနေပြီဖြစ်သောစစ်တပ်ကောင်းဆောင်မှာအာနာသိမ့်မီနာဗတ်ပေါင်းဆောင်ဖီးယားများရင်ဆိုင်နေရခြင်းလက်အောက်ခံစစ်ဗိုလ်ချုပ်တရှိုးကိုအကျင့်ပြတ်ချစားမှုဖြင့်အရေးယူပြခဲ့သည်အထင်ရှားဆုံးတာတကများမှာ၎င်း၏အနီးကပ်လူယုံများဖြစ်သောဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ချွန်းနှင့်ဒုတိယဗိုလ်ချုပ်ကြီးဆိုးထွတ်တို့ကိုအရေးယူခဲ့ခြင်းဖြစ်သည်စစ်ကောင်စီနှင့်အစိုးရဖွဲ့တွင် အရေးပါအရာရောက်သည့်ယာရုနေရများပေးရခံထားရသည့်ထိုပိုကျုံနှစ်ဦးမှာဒေါ်လာတန်းရှင်အလွဲသုံးစားပြုလုပ်ခဲ့သည်ဟုဆိုကာထောက်နက်များရှာမှတ်ခံရသည်အလားတူကရှင်ပြည်နယ်မြစ်ကြီးနားအရှိစားမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်တိုင်းမှုများအဖြစ်ရှေ့စစ်နောက်စစ်တာဝန်ယူခဲ့သည့်ဗိုလ်ချုပ်ကူကောင်မောင်နှင့်ဗိုလ်ချုပ်မြတ်သက်ဦးတို့ကိုလည်းလက်စားမှုဖြင့်ထောက်ရှားခဲ့သည်တနင်္သာရီတိုင်းတွင်လည်းစစ်တပ်အရာရှိတချို့အလားတူအရေးယူခံရသည် စစ်တပ်ကောင်ဆောင်၏တာသမီများကကုမ္ပဏီလုပ်ငန်းကွဲပေါင်းများစွာဖြင့်စီးပွားရေးဆက်လက်တောင်းကျပ်နေသည့်အတွက်အရှင်းရှင်းပွတ်တိုင်းမှုဖြစ်သည်ဆိုသောပြောဆိုမှုများလည်းရှိနေသည်။အာနာသိမ့်မှု၃နှစ်ပြည့်လူအချိန်အထိလက်နက်ကန်ခုခံတော်လှန်မှုများဆက်လက်အားကောင်းနေဆဲဖြစ်ကာတနိုင်ကလုံးအတိုင်းအတာဖြင့်စစ်မျက်နှာအသီးသီးတွင်ကြာရှုံးပြင်းကြာရှုံးနေတော်လဲ။စစ်ကောင်ဆောင်ကမူနေပြည်တော်၏အကောင်းဆုံးနေရာ၌ကိုပိုင်ဆန်းအင်ကြီးအမိအယဆောင်နေသည်။ တက်ခွဲလိုက်လက်နက်ကန်အစားအရှောက်များအချိန်ပြည့်ချထားသည့်အပြင်အတွင်းစီးအပြင်စီးလုံခြုံရေးများဝန်းရံနေသည့်နေပြည်တော်ရှောက်လုံးတန်းအရာအနီးတိတက်မြေကွက်ပေါ်၌နေရင်အစ်စ်ကိုစိတ်တိုင်းကြဆောက်လို့ရင်ဖြစ်သည်ရှောက်လုံးတန်းသို့မဟုတ် နေပြည်တော်ကအာနာရှင်အိမ်တန်းတိုင်းပြည်ကို1992မှ2011အထိနှစ်ပေါင်း20နီးပါးကြာစစ်အုပ်ချုပ်ရေးဖြင့်အုပ်ချုပ်သွားသည့် အာနာရှင်ဟောင်းပူချုပ်တန်းရွှေသည်နေပြည်တော်မြို့တစ်ကိုတိဆောက်ချိန်တွင် သူနှင့်လက်ရွေးစစ်တပ်ဖွဲ့များနေထိုင်ရန်အတွက်ကြီးကျယ်ခမ်းနားသည့်အိမ်ကြီးလျှောက်လုံးကိုတိုင်းပြည်ဗန္နာငွေဖြင့်တိဆောက်ခဲ့သည်။ရာစားတင်ကဟာအဝိုင်းဒေတာအခေါ်ရှားပင်ကုန်းအဝိုင်းအနီးမှ A1 မှ A6 ဟုအစဉ်လိုက်အိမ်နံပါတ်ပေးထားသည့်ထိုအိမ်ကြီးများတွင်ဗိုလ်ချုပ်မှူးကြီးဟောင်းတန်းရွှေဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြသောသူရဦးရွှေမန်းဦးသိန်းစိန်တရားသူရတရားမြင့်ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးတည်အေတို့နေထိုင်ကြသည်ကျယ်ဝန်းသောရှံဝဲအတွင်တိသက်ဝန်ထမ်းအရာနှင့်အခြားအဆောက်အအုံများထည့်သွင်းတိစောက်ထားသည့်ထိုအိမ်ကြီးများကိုအိမ်တော်ဟုခေါ်ပြီးနေရင်အဖြစ်တာမကလိုအပ်ပါကရုံးလောင်ကများလက်ပတ်လောက်ကိုင်းနိုင်ရန်အထည်ရည်ရွယ်တိစောက်ခဲ့ခြင်းဖြစ်သည်ဟုဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းက2020ပြည့်နှစ်အတွင်းမြန်မာနောင်းကိုပြောပြဘူးသည်ရှောက်လုံးတန်းအတွက်ရေမီအင်တာနက်ရင်မောင်းမြေယာရှုခဲ ပြုတ်ပြင်ထိမ့်သိမ့်စေရဲ့စားသည့်ကုန်ကြမ်းငွေအလုံးကိုလည်းပြည်သူပိုင်ဗန္နာငွေများဖြစ်သုံးဆွဲကြသည်။ယခုအခါခုနှလုံးတန်းဖြစ်လာတော့မြင်မင်းအောင်လာ၏အိမ်အသစ်သည်ဥမောင်အေးဤနေအိမ်ရှာအမှတ်82နှစ်ထိဆက်နေပြီးမကြခင်အလျှော့သက်ပြီးစီးတော့မြည်ဟုသိရှိရသည်။စစ်ကောင်းဆောင်သည်တက်ကိုဆွန်ကွာခြင်းတွင်သူအတွက်ဂုံတိတ်ခါနှင့်လုံကြုံရေးအကောင်းဆုံးဟုယူဆရသောရှောင်းလုံးတန်းတွင် နေထိုင်ရရွေးချယ်ခြင်းဖြစ်သည်ဟုနေပြည်တော်ရှိအစင်းမြင့်စစ်တပ်အရာရှိကြီးဟောင်းတအူးကပြောသည် သို့သောထိုအရှိအနေကိုရှောက်လုံးတိုင်းနဲ့နေထိုင်ကြသူစစ်ဗိုလ်ချုပ်ရှောက်ဦးကနှစ်မျိုးလေးမည်မဟုတ်ဟုအထက်ပါစစ်တပ်အရာရှိဟောက်ကဆိုသည်ဟိုရှောက်ဦးကပဲကြိုက်မလဲတမ်းမမတူရလေမင်းအောင်လိုင်းကအာနာလက်ရှိဆိုတော့ထုတ်တော့မပြောဘူးပေါ့ဟု၎င်းကဆိုသည်နားစစ်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်စောင်းပါလေးကတော့ AWR website မှာ ဆောင်းပါးရှင်ပေါ်ထွန်းရေးသားတဲ့အင်အားပေးကစစ်အာဏာသိမ်းကောင်းဆောင်၏အင်ကြီးများဆိုတဲ့ဆောင်းပါးကိုဖျက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အင်အားပေးကစစ်အာဏာသိမ်းကောင်းဆောင်၏အင်ကြီးများမြမနိုင်ငံရေးသည်အင်အားနှင့်ခွဲမရရန်ကုန်တက္ကသိုလ်မှ နေအိမ်များအထိပါဝင်သည် ကွယ်လွန်သူစစ်အာဏာရှင်ဦးနေဝင်းအိမ်မြမဒီမိုကရေစီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အိမ်တို့ဒီလဲ အင်းရားကိုမေးတင်ရင်ကဘာကျော်ခဲ့သည်ထို့သောရန်ကုန်မြို့ရှိမြေစဲအလွန်ကြီးမားသောအင်းရားကံပင်းနေရာတွင်စစ်အာဏာသိမ်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်သည်အိမ်ပိုင်သည်သူပိုင်သောနေရာက သူအကျိုးအမြတ်ခံစားနေရသည့်ကန်တရာစေးရုံနှင့်မနီမဝေးလော်တဲလိုအဆင်မြင့်ဟိုတယ်ကြီးနှင့်လည်းကက်လျက်သူများနှင့်မတူသည်ကသူသည်ထိုအိမ်သားမက နောက်အိမ်တစ်လုံးလဲပိုင်ဆိုင်ထားသည်မင်းအောင်လိုက်သည်တက်မတော်ကောက်ွယ်ရေးဦးစီးချုပ်ဖြစ်လာသည့် 2011အထိရန်ကုန်မြို့ရှိအထင်ကရနေရာများတွင်ကိုပိုင်လုံးကျိတ်အိမ်မရှိသေးပေ။သို့တော်လည်းကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီး9နှစ်အတွင်းတိမ်ပေါင်းတိမ်ရှိတန်သောမြေနေရာနှစ်ခုတွင်အိမ်ပိုင်နှလုံးရှိလာခဲ့သည်။ပထမအိမ်မှာ14အင်းရဟုခေါ်ကြသော အင်းရလမ်းပေါ်ရှိ အိမ်နံပါတ်14ဖြစ်သည်။နောက်တစ်လုံးမှာရှမ်းမိုင်ခွဲတွင်ရှိသော လော်တဲဟိုတယ်ဘီမာဝင်ရသည့်မြက်ခင်းရိပ်သာလမ်းတွင်ရှိသည့်ရှမ်းကျဲကြီးနှင့်အိမ်ကြီးဖြစ်ပါသည်။ သူသည်2014အထိရန်ကုန်ကိုလာသည့်အခါအင်အားလန့်ရှိ AMS 14တွင်သာနေထိုင်တော်လဲ2015ခုနှစ်နောက်ပိုင်းမှစတင်ပြီးရန်ကုန်ကိုလာသည့်အခါမြခင်ရိတ်သာလန့်ရှိအိမ်တွင်နေထိုင်သည်ဟုစီရီယန်စစ်တီအရှိုးကဆိုသည်မြောက်လိုက်ပိုင်ဆိုင်သည့်အင်အားလန့် AMS 14သည်တက်မတော်ပိုင်ရိတ်သာတစ်ခုဖြစ်ခဲ့သည်ထောက်လန့်ရေးရိတ်သာဟုလဲလူသိများကြသည် ရခင်က နိုင်ငံတကာမှလာရောက်သောတန်တမန်များနှင့်တိုင်းရင်းသားကောင်းဆောင်များအား အမတ်ဆက်လေးအင်းရလန်းရိတ်သားတွင်တပ်မတော်ကောင်းဆောင်များကလက်ခံတွေ့ဆုံခဲ့ကြသည်။ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဗိုလ်ချုပ်မြအားအဆိုပါရိတ်သားတွင်ထောက်လန်းရေးအကြီးအကဲဗိုလ်ချုပ်ကြီးခင်ညွန့်ကလက်ခံတွေ့ဆုံခဲ့သေးသည်ဟုလည်းတပ်မတော်ထောက်လန်းရေးအရာရှိဟောင်းတဦးကဆိုသည်။ဗိုလ်ချုပ်ခင်ညွန့်ဩစာကြီးမှကျဲတကြံကာလရောက်တိုင်းထောက်လန်းရေးတကြံအားအဆိုပါရိတ်သားတွင်ကျင်းပလေးရှိပြီးတပ်မတော်အကြီးအကဲများနှင့် အမှုပညာရှင်များလာရောက်ရေးစကားလေးရှိသည်ဟုအဆိုပါစစ်ထောက်လမ်းရေးဟောင်းတဦးကပြန်ပြောပြသည်ထို့တော်လည်း2017နောက်ပိုင်းမှစကားအဆိုပါအိမ်မှာတက်မတော်ပိုင်းရိပ်တာမဟုတ်တော့ဘဲဘိုးချုပ်မူကြီးမင်းအောင်လာအိမ်ဖြစ်သွားခဲ့ပြီးသူရန်ကုန်ကိုလာရောက်သည့်အခါတိုင်းအဆိုပါအိမ်တွင်နေထိုင်ခဲ့သည်ဘိုးချုပ်မူကြီးတန်းရွှေကသူ့ဆင်းကနေမှဘိုးချုပ်ကြီးမင်းအောင်လိုင်ကို ရန်ကုန်မှာနေစရာအိမ်ရှိလာမေးတော့မရှိဘူးလို့ပြောလို့ အဲ့ဒီအိမ်ကိုပေးလိုက်တာဟုဒုတိယပိုကျော်ကြီးအစင်တာဝန်ထမ်းဆောင်ခဲ့သူတဦးကဧရာဝတီကိုပြောဆိုသည် အဆိုပါအိနစ်ရှန်သည်ခေတ်ကာလပေါက်စင်းနှင့်တွက်ရပါကမြမငွေသိမ်းပေါင်းသိရှိတန်သောမြေနေရာဖြစ်ပြီးဘူဂျုံမူကြီးမရောက်လာအနေဖြင့်သူရရှိသောလစာခန်းစားခွင့်ဖြင့်ဝယ်ယူနိုင်သောအိနေရာမဟုတ်ပါ နေစရာအိမရှိဟုပြောဆိုသည့်အတွက်ဘူဂျုံမူကြီးတန်းရွှေကတက်မတော်ပါရိတ်တာတစ်ခုအားပြင်ပပေါက်စင်းထက်အစာပေါင်းများစွာတက်တာသောဈေးဖြင့်မင်းအွန်လိုင်းအားရောင်းချပေးခဲ့ပြီးတက်မတော်ပိုင်းအဖြစ်မှပုဂ္ဂလိကပိုင်းအဖြစ်ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်ဟုလည်း အဆိုပါဒုတိယဗိုလ်ချုပ်ကြီးငိမ့်တဦးကဆိုသည်အာနာသိန်းစစ်ကောင်းဆောင်သည်14အင်ယာဟုခေါ်သောအင်ယာလန်အေမတ်14ဖြင့်မတင်းတိမ်နိုင်ပဲရှောက်မိုင်ခွဲ လော်တဲဟိုတယ်အနီးမြက်ခင်းရိပ်သာလမ်းပေါ်တွင်ရှိသောအိမ်ကိုလည်းတက်မတော်ပိုင်းမှ သူပိုင်အဖြစ်လက်ပြောင်းလက်လွဲလုပ်ခဲ့သည်လရှိအရှိန်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်းရန်ကုန်သို့ရောက်သည့်အခါနေထိုင်သောမြခင်ရိတ်တာလန်းအိမ်သည် ယခင်ကမြမတက်မတော်ပိုင်အိမ်ဝိုင်းသုံးဝိုင်းအားတက်ရှန်တဲ့အဖြစ် ပေါင်းစည်းထားသောနေရာဖြစ်သည်အဆိုပါအိမ်များတွင်ဥနေဝင်ခေကာစား၍တက်မတော်တွင်တာဝန်ထမ်းဆောင်ဆက်ပူဇုံများအားတာဝန်ထမ်းနေချိန်၌နေထိုင်စေခဲ့သည်တမတော်စေယုတ်ချုပ်အားနေပြည်တော်သို့မပြောင်းခင်အထိဘူချုပ်သုံးဦးနေထိုင်ခဲ့သည့်ရှန်သုံးကျန်နှင့်အိမ်သုံးလုံးရှိသည်အဆိုပါအိမ်သုံးလုံးတွင် နောက်ဆုံးနေထိုင်ခဲ့သူများမှာဘူချုပ်မောင်ညိုတွဲဖက်စေယုတ်ချုပ် ဗိုလ်ချုပ်ကျော်ဝင်တွဲဖက်စီရေးချုပ်နှင့်ဗိုလ်ချုပ်ကြည်ဝင်ဒုတိယလေကြောင်းရန်အရာရှိချုပ်တို့ဖြစ်သည်တပ်မတော်စီရင်ချုပ်အားနေပြည်တော်သို့ပြောင်းလဲဖွင့်လှစ်ပြီးသည့်အချိန်ကစပြီးအဆိုပါအိမ်သုံးလုံးတွင် နေထိုင်မိသူမရှိတော့ပေရခင်ကနေထိုင်ခဲ့သောဗိုလ်ချုပ်တော်ဦးမှလည်းနေပြည်တော်ရှိစီရင်ချုပ်ဝင်အတွင်အင်ရာသို့ပြောင်းလဲနေထိုင်ခဲ့ကြသည်တပ်မတော်စီရင်ချုပ်အားနေပြည်တော်သို့ပြောင်းလဲဖွင့်ခဲ့ပြီးနောက်ပိုင်းရန်ကုန်မြို့တွင်ရှိ တက်မတော်ပိုင်းမြင်းနေရအရှုံးနှင့်အဆောက်အဦများအားပုတ်ကလေးကသို့ငှားရမ်းခြင်းသို့မဟုတ်ရောက်ရှာခြင်းများပြုလုပ်ခဲ့သည်ဘူဂျုံမူကြီးမင်းအောင်လိုင်အနေဖြင့်လည်းမြခင်ရိတ်တာလန့်ရှိတက်မတော်ပိုင်းအင်ရှန်ဝင်း၃ခုအားပုတ်ကလေးကအမည်ဖြင့်ကရန်ဖောက်ကတူနေထိုင်ရန်အတွက်2014တွင်အိမ်စတင်ဆောက်လုပ်ခဲ့သည်အဆိုပါမြေနေရအားရောင်းရှားခဲ့သည်ကိုမသိရတော့လဲမြခင်ရိတ်တာလက်ရှိမြေကွက်စင်းတို့များမှာတိမ်ပေါင်းသိရှိတန်သောနေရာများဖြစ်သည်ဟု ိရှာမြေအကျိုးဆောင်အရှိုးကဆိုသည်မြည်သည့်စိန်တို့ဖြင့်အဆိုပါမြေနေရအားရောင်းရှားခဲ့သည်ကိုမသိရတော့လဲမြခင်ရိတ်တာလက်ရှိမြေကွက်စိန်တို့များမှာတိမ်ပေါင်းသိရှိတန်သောနေရာများဖြစ်သည်ဟုအိရှာမြေအကျိုးဆောင်အရှိုးကဆိုသည်အေယားကန်ဆက်တွင်ရှိသောဗိုလ်ချုပ်မူကြီးမင်းအောင်လာ၏မြခင်ရိတ်တာလမ်းအိမ်အားလက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရေးဗိုလ်ချုပ်မိုးအောင်၏အကိုဖြစ်သူဦးနေအောင်ပိုင်ဆိုင်သော IGE ကုမ္ပဏီကတာဝန်ယူဆောက်လုပ်ပေးခဲ့သည်ဟုလည်းရန်ကုန်တိုင်းဒေသကြီးတွင်အစိုးရဝန်ထမ်းလုပ်ခဲ့သူစီရီယံဝန်ထမ်းတဦးကပြောသည်ရှိခင်ကစစ်အုပ်ချုပ်ရေးခေတ်တွင်အကျဉ်းပြတ်ဆုံးအဖြစ်နာမည်ကြီးခဲ့သောကွယ်လွန်သူစက်မှုတဝင်ကြီးဟာဥအောင်တောင်းဤသာဥနေအောင်ပိုင်ဆိုင်သော IGE ကုမ္ပဏီသည်၂၀၁၂တွင်လော်တဲဟိုတယ်ဆောက်လုပ်ထားသည့်မြေနေရာကိုစစ်တပ်ထံမှငှားရအုံပြုတ်ခွင့်ရခဲ့သည်